င်္ဂလာပါရှင်ကျမတို့ရဲ့ EPN ဆောင်းပါးကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဆောင်းပါးလေးကတော့ဆောင်းပါးရှင်မြသိန်းရေးသားတဲ့ရာဒီဥဒုနဲ့ကျမရေးဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ရာဒီဥဒုပြောင်းလဲမှုဖြစ်စဉ်များသည်ဤကဘာပေါ်ရှိတရှိတမိန်အရာဝတ္ထုများအပေါ်များစွာသောအကျိုးသက်ရောက်မှုနှင့်ထိခိုက်ပျက်စီးမှုများကိုဖြစ်စေနိုင်ပါသည် ကျွန်ုပ်တို့ကဘာကြီးဒီနေကိုပဟိုပြု၍ပြမ်းမြောက်အကွာအဝေးမိုင်ပေါင်း63တန်းမှနေ၍တနစ်လင်တစ်ကြိမ်ကြာလဲလေလျက်ရှိသည်ထို့အပြင်ကဘာကြီးဒီမိမိဝင်ရိုးပေါ်တွင်23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်ဆောင်လျက်24နာရီတစ်ပတ်ကြာလဲပတ်လျက်ရှိသည်ထို့ကြောင့်နေနေညာအချိန်များနှွေမိုးဆောင်းရသည့်ဥတုများဖြစ်ပေါ်လာရသည်နေအောင်ကြီးတဲမတ်စွာရရှိသောအီကွေတာဒေသနှင့် တိမ်းဆောင်းစွာရရှိသောဝင်ရိုးစွန်းဒေတာစသည်တို့ကြွားချမှုကြောင့်၎င်းနေပေါ်တွင်မုန်တိုင်းများကြာရောက်ပြီးနေစွမ်းအင်အတူလျှော်များကြောင့်၎င်းပင်လေသမုတ်တရားနှင့်ထိစပ်မှု၊ကွာဝေးမှုတို့ကြောင့်၎င်း၊ကုန်းမြေအနေအမြင်နှင့်တောင်နှင်းများအတားအဆီးရှိခြင်းတို့ကြောင့်၎င်း၊ကမ္ဘာ့ဒေသအတီးတီးတွင်ယာဒီဥဒုအမျိုးမျိုးဖြစ်ပေါ်လျက်ရှိပါသည်။ ရာဒီဥတုပညာရှင်များသည်အပူချိန်မိုးရေချိန်ဆိုထိုင်းကြောင်လေတိုက်နှုံလေတိုက်ရာအယံမျက်နှာနေရောင်ခြည်ရရှိမှုအချိန်ကာလအစရှိတဲ့ရာဒီဥတုရဲ့အခြေခံအချက်များပေါ်မူတည်၍ရာဒီဥတုအမျိုးအစားအမျိုးမျိုးကိုအသေးစိတ်ခွဲခြားလေ့လာသတ်မှတ်ကြသည် မြန်မာနိုင်ငံသည်အပူပိုင်းမှုတ်တုံရာဒီဥတုအများဆုံးရရှိသောနိုင်ငံဖြစ်ပြီးတောင်ကုန်းမြစ်များတွင်တမပိုင်းရာဒီဥတုနှင့်ခါကာပူရာစီကဲ့သို့နင်းဖုံးတောင်တန်းများတွင်လည်းရေခဲပြင်ရာဒီဥတုများလည်းတွေ့ရပါသည်။ မြန်မာနိုင်ငံဒီနေထက်အင်္ဂလိပ်လက်အောက်တွင်ပထမဆုံးမိုးလေဝသစခန်းကို1866ခုနှစ်မေလ9ရက်နေ့တွင်ရခိုင်ပြည်နယ်စစ်တွေမြို့၌စတင်တည်ထောင်ခဲ့သည်1938ခုနှစ်တွင်အိန္ဒိယနိုင်ငံမှခွဲထွက်ပြီးနောက်မိုးလေဝသဦးစီးဌာနကိုရန်ကုန်မြို့ပဟိုကျေးနံယုံတွင်စတင်ဖွင့်လှစ်ခဲ့သည် ထိုစဉ်ကနိုင်ငံခြားသားများဥဆောင်ခဲ့တော်လေဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မြန်မာနိုင်ငံသားဒေါက်တာဦးပိုအေးသည်ညွန်ကြားရေးမှူးအဖြစ်စတင်ဥဆောင်ခဲ့ကြောင်းသိရသည် ရာဒီဥဒုဆိုဒီမှာဒေတာအလိုက်ဖြစ်ပေါ်နေသောမိုးလေဝသပုံစံများကိုရေပူရတဘောပေါင်းစည်းဖော်ပြထားခြင်းပင်ဖြစ်သည်အချိန်ကာလကြာမြင့်စွာကောက်ယူထားရှိသောမိုးလေဝသအခြေအနေများစည်ရင်ကိုအခြေပြု၍ရာဒီဥဒုကိုတတ်မှတ်လေရှိသည်နေ့စဉ်အချိန်နှင့်အလိုက်ဖြစ်ပေါ်နေသော ရာဒီဥဒု၏အပြောင်းလဲများနေ့စဉ်အချိန်နှင့်အလိုက်ဖြစ်ပေါ်နေသော လေထု၏အပြောင်းလဲအခြေအနေများကိုမိုးလေဝသအဖြစ်လေ့လာဖော်ပြကြပါသည် အေးအေးပိုင်းဒေတာများတွင်အေးအေးလိုင်းများနှင့်စီးနင်းမုန်တိုင်းများကြာရောက်မှုအပူပိုင်းဒေတာများတွင်အပူလိုင်းကြာရောက်မှုများနှင့်မိုးခေါင်မှုမိုးများသောဒေတာများတွင်ရေကြီးရေရှမ်းမှု စားရည်ရာဒီဥဒုဖောက်ပြန်ပြောင်းလဲမှုများကြောင့်တဘာဝပတ်ဝန်းကျင်များပျက်စီးကာလူတို့၏ကြမ္မာရေကိုဆိုးဝါးစွာထိခိုက်စေမှုများကိုကမ္ဘာဒေတာတစ်ခုခုတွင် နေစဉ်ဖြစ်ပျက်လျက်ရှိသည်ကိုနေစဉ်သတင်းစာနှင့်အင်တာနက်သတင်းများတွင်အဆက်မပြတ်တွေ့ရှိနိုင်ပေသည် ရာဒီဥဒုပြောင်းလဲခြင်းများကိုကာလရှည်ပြောင်းလဲခြင်း လောင်ထိုင် climate change နဲ့ကာလတူပြောင်းလဲခြင်း short time climate change ဟူ၍အဓိကအားဖြင့်နှမျိုးခွဲခြားတွေ့ရှိနိုင်ပါသည်ယခုအခါလေထုအတွင်းကာဗွန်တိုင်အောက်ဆိုက်ပါဝင်မှုပိုမိုများပြားလာမှုကြောင့်ဖန်လုံအိမ်အာနိတင်ဖြစ်ပေါ်လာသည်ကမ္ဘာမြေပြင်ရှိလေထုအတွင်းတို့ဒဏ်ငွေတချို့သည်နေအောင်ကြီးအဖြစ်ဝင်ရောက်လာပြီးနောက်လေထုအထက်လွှာတို့ပြန်လည်ထွက်ခွာမိလိုင်းအချို့ကိုပိတ်ပင်တားဆီးခံရခြင်းဖြင့်လေထုအတွင်းအပူချိန်ကိုမြင့်မာလာစေခြင်းပင်ဖြစ်သည် ဖန်လုံအိမ်အာနိတင်ကြောင့်ကမ္ဘာမြေပြင်ဤပြင်းမြအပူချိန်သည်တပြေးပြေးမြင့်တက်လာခြင်းအပြင်ကမ္ဘာကြီးဤတက်ရှိပတ်ဝန်းကျင်များကိုထိခိုက်စေမဲ့အန္တရာယ်များကိုသိပ္ပံပညာရှင်များနဲ့နိုင်ငံတကာအစိုးရများမှစိုးရိမ်ကြောင်ကြောင်မှုများဖြစ်ပေါ်လျက်ရှိသည်ထို့ကြောင့်ကမ္ဘာကြီးပူနွေးလာမှုသည်လူသားတို့၏ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်းသတိပေးနှိုးဆော်မှုများဆင်ဆက်မပြတ်ပြုလုပ်ခဲ့ကြပါသည် လေထုအတွင်းတို့1900ပြည့်နှစ်များအလွန်ရေနံကြောင်မီတွေသဘာဝတန်ဝေစားတဲ့ရုပ်ကျဉ်လောင်စာများအသုံးပြုမှုနဲ့ကာဗွန်ဒိုင်အောက်ဆိုက်များကိုစုပ်ယူနိုင်သောတစ်ပင်များရုပ်နယ်စီခဲသည့်ဤသူတစ်ပင်များကိုလောင်စာပြုလုပ်ခြင်းနီးနှစ်တွဲဖြင့်ကမ္ဘာလေထုကိုထိခိုက်စေခဲ့သည် မော်တော်ယာဉ်များစက်မှုလုပ်ငန်းများဓာတ်မြေဩဇာများမှဖြစ်ပေါ်လာသော nitric oxide တံငွေသည်လေထုအတွင်အပူဓာတ်ကိုစုပ်ယူရာတွင် carbon dioxide တံငွေထက်အဆပေါင်း360ပို၍အစွမ်းထက်ကြောင်းနှင့်တဘာဝတံငွေတွင်ပါဝင်သောမီသိန်းတံငွေသည်လည်းအဆပေါင်း24ဇာပို၍အစွမ်းထက်ကြောင်း chlorofluorocarbon တံငွေများသည်လည်းဖန်လုံအင်းအာနိတင်တွင်များစွာအရေးပါကြောင်းသိရှိရပါသည် ကဘာကြီးဖူနွေးလာမှု၏ထင်ရှားသောတာရကများကိုရှာဖွေကြည့်ပါကလွန်ခဲ့သောနှစ်ပေါင်း600အတွင်း1990လုံးနှစ်များသည် အပူပြင်းဆုံးကာလများဖြစ်တယ်လို့1950မှစတင်ကအာသိဒေတာ၏စောင်းရာသီအပူချိန်သည် မြင့်တက်လာကြောင်းသိရသည်ကမ္ဘာလေထုအပူချိန်မြင့်မာလာမှုကြောင့်မိုးရွာသွန်းမှုပုံစံများပြောင်းလဲစေပြီးရာဒီဥတုလွန်ကဲမှုများကိုပုံမှုဖြစ်ပေါ်စေပါသည် ထိုမှသဖြင့်ရေလွမ်းမိုးခြင်း၊မိုးခေါင်ခြင်း၊ရေထုညစ်ညမ်းခြင်းနဲ့ယောဂဗျာများကုသပြန့်နှံ့စေပါသည်။ရာဒီဥဒုပြောင်းလဲမှုဖြစ်စေများကြောင့်ကျန်းမာရေးသည့်အများဆုံးထိခိုက်ခံစားရသောနယ်ပယ်ဖြစ်ပြီးယခုပင်ထိုထိခိုက်ခံစားမှုများကိုခံစားနေရပြီဖြစ်ပါသည်။ ကဘာကြီးပူနွေးလာမှုကိုဆက်လက်ထိ ंछ ုပ်ခြင်းမပြုနိုင်ပါကအပူလိုင်းကြားရောက်ခြင်းများကြောင့်ရေခဲပြင်းများအေးပြောခြင်းကဘာဒေသအသီးသီးတွင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမိုးခေါင်ခြင်းစိုက်ပျိုးမြေများနှင့်တီးနှံထုံလုံးမှုများကျဆင်းလာခြင်းအခြားကြမ်းမာရေးဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါသည်ထို့ပြင်မြေစည်းလွှာနှင့်တဘာဝပေါက်ပင်များပါပြောင်းလဲလာနိုင်ပြီးထူးခြားသောသက်ရှိများပင်ပျောက်ကွယ်သွားနိုင်သည့်အသည့်ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါသည် စီးဘက်ဆိုင်ရာပထဝီပညာရှင်များသည်ရာဒီယိုဥတုကြောင့်မျိုးရိုးဆိုင်ရာဝအမွေဆက်ခံသည့်ယောဂများနာတာရှည်ဝတဖြည်းဖြည်းဆုပ်ယုပ်သောယောဂများနှင့်ကုဆတ်တတ်သောယောဂများကိုမှတ်တမ်းပြုစုထားသည်ယနေ့လူသားများခံစားရသောယောဂများအနေ65ရာခိုင်နှုန်းသည်ကုသတတ်သောယောဂများပင်ဖြစ်ကြောင်းသိရပါသည် ဤနေရာတွင်ကျောင်းမရေနှင့်မညီညွတ်တဲ့အစာအတောင်အနေအထိုင်အပြုအမူဝင်ငွေနှင့်လူမျိုးဒေသအလိုက်ကျောင်းမရေအတီးကြောင့်ဖြစ်ပွားနိုင်ခြင်းများသောယောဂများမပါဝင်ပေယောဂအများစုသည်ဤကွေတာအပူပိုင်းဒေသများတွင်ယောဂတည်ဆောင်နိုင်သည့်ပုံမားများအထူးပုံများသဖြင့်ယောဂပုံမားတစ်စင်လင်းမြန်စွာကူးစက်မှုများကိုထင်ရှားစွာတွေ့ရှိနိုင်ကြောင်းအချို့နေရာများသည်အလွန်သေးငယ်သောပုံမားမှစ၍ကပ်ပါပုံမား virus bacteria စသည်တို့အပြင်ယောဂများကူးစက်ပြန့်ပွား ါစေသည်ယောဂဖြစ်ပွားခံစားနေရသူလူနာမတစ်စင်ပတ်ဝန်းကျင်ရှိလူများတို့ကူဆတ်မှုများကြောင့်ဒေသအတွင်းနိုင်ငံနှင့်အခြားနိုင်ငံများအထိပြန့်နှံ့သက်ပါသည်ကူးဆက်ယောဂများကိုယောဂပုံမှန်သစဉ်ကူးဆက်ခြင်းနဲ့ဓာတ်ရိုက်ကူးဆက်ခြင်းဟု၍ခွဲခြားနိုင်သည်။တစ်ချိန်ကမိုးလေဝသတည်င်းကျင်ညာလင်းအလကားပါမိုးရွာခြင်းရွာမယ်မရွာခြင်းမရွာဘူးဟုနောက်ပြောင်ပြောဆိုခဲ့ကြပါသည်။ ယနေ့အချိန်တွင်ထင်မှတ်မထားတဲ့သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများနဲ့အတူအသိပညာမြင့်မားလာမှုကြောင့်မြန်မာနိုင်ငံ၏မိုးလေဝသတည်င်းကိုသာမကအိန္ဒိချင်းနိုင်ငံများနှင့်နိုင်ငံတကာမိုးလေဝသတည်င်းများကိုပါစိတ်ဝင်တစားရှာဖွေဖတ်ရှုလာကြသည် နိုင်စဉ်အချိန်နှင့်တပြေးညီမိုးလေဝသသတင်းများကိုသက်ဆိုင်ရာပညာရှင်များမှထုတ်ပြန်ပေးနေခြင်းသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်မြန်မာနိုင်ငံအတွက်အထူးပင်ကျေးဇူးများလာပါသည်ယခုအခါနိုင်ငံတော်အုပ်ချုပ်ရေးရန်ညာစင်စင်တွင်တဘာဝ BND ရဲ့ရှော့ချရေးအဖွဲ့များဖွဲ့စည်းထားပါသည်ဒေသတွင်လူမှုရေးအဖွဲ့များကလည်းပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါသည် ရင်းအလုတ်စီမံချက်များအတိုင်းစနစ်တကျလိုက်နာဆောင်ရွက်ကြမှာသာလျှင်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရည်ရှိတည်ထောင်ခိုင်မြဲစေနိုင်မည်ဖြစ်ပေသည်။ နိဂုံချုံအနေဖြင့်ကျွန်ုပ်တို့ကဘာကြီးသည်1900ပြည့်နှစ်လွန်များမှအစာပြု၍ကဘာမြေထုကိုလွမ်းခြုံလျက်ရှိသောလေထုကြီးအတွင်တုံးရုပ်ကျွဲလောင်စာအသုံးပြုမှုများပြားလာတဲ့အတွက်လေထုညဉ့်ဉန်းခြင်းနှင့်ဖန်လုံအိမ်အာနိတေများကြောင့်ကဘာကြီးပုံမူပူနေလာကကဘာရာဒီဥတုများဖောက်ပြန်လာပြီးတဘာဝဘေးရန်ရည်များလည်းရခင်ကထက်ပုံမူပြင်းထန်လာပါသည်။ ထို့ကြောင့်မိုးလေဝသအထူးသတိပေးချက်များကိုဂယုတဆိုင်နားထောင်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ရေးသားဖော်ပြထားပါသည်။